တရုတ်ဆောင်မြင့်မြတ်တဲ့အကယ်ဒမီဖူးဖွေးတို့တွဲဖက်တရုတ်ဆောင်ထားတဲ့ဖုံးကညာနှစ်ပါးရုပ်ရှင်ဇာတ်ကားကြီးကိုဇူလိုင်21ရက်နေ့မှာမြန်မာနိုင်ငံတဝန်းရှိရုပ်ရှင်ရုံတွင်မှရုပ်တင်ပြသသွားမယ်လို့သိရပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားအထူးပွဲပြသခြင်းကိုတော့ဇူလိုင်9ရက်ကရန်ကုန်မြို့သမရရုပ်ရှင်ရုံမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖုန်းကညာနှစ်ပါးရုပ်ရှင်ဇာတ်ကားကြီးမှာမြင့်မြတ်ဖူဖွေခင်စာကြီးကျော်ခင်လိုက်ကိုပေါတက္ကသိုလ်ကုန်းဘုံမေစတဲ့အမှုပညာရှင်တွေအပြင်တရုတ်ဆောင်ပေါင်းများစွာပါဝင်ရိုက်ကူးထားတယ်လို့သိရပါဗျ။ဟွန်းကိုမောင်ကလေပုံဝင်ကြီးကဘလို့ပဲထင်နေမော။အမှုရလေမင်းလေးအစစ်ဆိုတာကိုမောင်သိနေမှာပေါ့ဥစား။နော်လို့ကိုမောင်နော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 ်လို့ကြည့်တော့မောင်ရာတားပြင်ဘာမှမလုပ်ရလည်းမသိဘူးတွေ့ခွန့်ဟာအိမ်မက်မက်ကိုမင်းအမေရှင်းကြည့်ကြ င်ကြည့်နေမှာလွတ်ထွက်လာမယ်။ကဲပါတာရဲ့အမေပြန်စားမှာ။ဟေး။အိုးတာရဲ့အလားအကုန်ကြိုက်တာမဟုတ်ဘူး။အဲ့ဒါအဲ့ဒါဆိုပါလေ။အေး။ဒီရုပ်ရှင်ဇာတ်ကားမှာပါဝင်တရုတ်ဆောင်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးမြင့်မြတ်တဲ့ဖိုးပွေးတို့ကအခုလိုပဲပြောပါဗျာ။အဲပါဝင်ဖြစ်ခဲ့တာကတော့ဒီကဒါရီ7 production ထုတ်တာပေါ့နော်။အဲ ဒါကြောင့်ဆိုတော့ကျွန်တော်ရဲ့ဖခုရဲ့ဘုခင်တိုင်းကိုပေါ့မသားပြန်ရှင်နေမြ ాయి ပါပါတယ်ဟုတ်ကဲ့ဒီကတော့ဇလန်အရန်ကြိုက်တယ်ပေါ့နော်ဆန်းနေဆန်းနေကျွန်တော်လောရမယ့်ကာရီတာလေးလည်းဆန်းနေအားကြောင့်လည်းဖြစ်လာပါဘူးအဲပြင်ဆင်မှုကတော့ဒီကတော့ဖခုနဲ့တိုင်ပင်ရတာပေါ့နော်ဟိုတိုင်ပင်တိုင်ပင်ပြီးတော့ဟာတာလေးလည်းဖြစ်အောင်လို့ဝယ်စားရိယာစားပေါ့ဒေချာပြင်ဆင်ပြီးတော့ဟို ပြောဆောင်လာပါတယ်။ဟုတ်ဟိုပေါ့ပါလေးပါပဲဟိုဒီခွေးရဒရမာကားတွေအဲ့လို heavy ဖြစ်တဲ့ကားတွေဟိုမိုးရတဲ့ကားရိုက်တာများတယ်ပေါ့နော်ခွေးဟာတာကလည်းပြန်ရချင်လို့ရလိုက်တာပါ။အဲဒီလို character မျိုးတော့တခါမလုပ်ဘူးပါဘူးဟိုဟိုရန်ခက်ခဲကြီးတော့မဟုတ်ပါဘူး။ဟုတ်အာလက်ခုတ်တန်နေကြားရတဲ့အတွက်ရန်ဝမ်းသာပါတယ်။ဖုန်းကညာနှစ်ပါအဖွဲကကျူစွပါတယ်လို့ဒီရုပ်ရှင်ဇာတ်ကားကိုရိုက်ခူးဖြစ်တာနဲ့ပတ်သက်ပြီးဒါရိုက်တာကိုဇော်အာယုံကတော့ခုလိုပဲပြောပါဗျ။ ။နေဒီကလေးကတော့ဗာလဲဆိုဇလန်းကိုဇော်မင်းပြောတော့ကဇလန်းလေးလာပေးတာအဲလာပေးတာဇလန်းလေးထဲမှာဒီဇလန်းလေးတကူကတော့ဟိုနည်းနည်းဆန်းတယ်ပေါ့ဆန်းတဲ့ကကြတော့အဲဇလန်းလေးကိုရွေးလိုက်တော့ပေါ့ရွေးပြီးသွားတဲ့ကကြတော့ဒုကိုဝင်းတဲ့တိုင်ပြီးတော့ဒီအက်တာတရတာလေးနဲ့ရိုက်ပြီးဆိုပြီးဆုံးပြလိုက်ကြတယ် ဒီရုပ်ရှင်ဇာတ်ကားမှာပြည်တိုင်းတောင်အဖြစ်မြင့်မြတ်ဝိယီမွေအဖြစ်ဖူးဖွေတို့ကတရုတ်ဆောင်ထားပြီးမြင့်မြတ်တဲ့ဖူးဖွေတို့အဝေးပြေးကစီးရင်လမ်းခုလက်မှာတိတ်မောက်တဲ့အခါမှာသူတို့နှစ်ဦးတတိလက်သွားပြီးဝိညာဉ်ချင်းလွဲသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုဝိညာဉ်ချင်းလွဲသွားရာကဖြစ်ပေါ်လာတဲ့ရီမောစရာအဖြစ်ပြက်တွေကိုဟာတနှော်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီစကားရဲ့နမူနာဗီဒီယိုဖိုင်ကိုအွန်လိုင်းမှာစတင်လွှင့်တင်ထားခဲ့တာကလည်းပရိသတ်စိတ်ဝင်စားအားပေးမှုများပြနေတဲ့စကားတကားဖြစ်ပါတယ်ဒီရုပ်ရှင်ဇာတ်ကားကိုတနိုင်ငံလုံးအတိုင်းအတာနေနဲ့ရန်ကုန်မြို့မန္တလေးမြို့နေပြည်တော်မြို့တို့အပါအဝင်အခြားမြို့ကြီးတွေမှာလည်းတပြိုင်နက်တည်းပြသသွားမယ်လို့သိရပါဗျ။မေဘူးနော်မေဘူးလောက်ဘူးလောက်ဘူးမေ no. Below it, huh? Tone